ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်ဒီ elevator program ကိုเนาะဟိုမှာရေးပြနေတာဆိုလို့ချင်းအခုဆိုရင် elevator ရဲ့ app ကိုရောက်လာပြီဖြစ်ပါတယ်အဲ့တော့ဒါ elevator app လုပ်နေတဲ့အချိန်ပေါ့เนาะ elevator app လုပ်နေတဲ့အချိန်မှာเนาะဒီ input ကိုကျွန်တော်တို့ကเนาะဒီမှာ internet input တွေကျွန်တော်တို့ပေးထားမှာပေါ့နော်ဒါက elevator app သွားနေတဲ့အချိန်ဖြစ်ပါလေ okay ဒါဆိုရင်ကျွန်တော်ကဆက်ပြီးတော့ elevator down ကိုဆက်ပြီးတော့ကြိုးတော့မှာဖြစ်ပါလေ ေနော်ဒါဆိုကျွန်တော် elevator down ကိုအဲဆက်ပြီးတော့ပြောမှာဖြစ်ပါလေအဲ့တော့ elevator down မှာတော့ကျွန်တော်ကနော်ဒီ internal memory ဖြစ်တယ်ပေါ့နော်နော်ကျွန်တော်ဒီမှာဒီ first step ခေါ်တဲ့ဒီ internal memory ပေါ့နော်ဆိုတော့ဒီ0/0ကိုကျွန်တော်စပြီးတော့ဒီထဲကိုထည့်သွားမှာဖြစ်ပါလေ ဲ့တော့ကျွန်တော်တို့ကပါတီထဲမှာလဲဆိုရင်0/0ဒီ first app ခေါ်တဲ့ info နောက်နောက်တစ်ခါကျွန်တော် second app ကို second app ရဲ့ memory ပေါ့နော်အဲ့တော့ data ကိုကျွန်တော်ကတော့ဒီမှာထည့်သွားမှာဟုတ်ပြီနော် okay ကဲတော့ကျွန်တော်ဒီမှာရေးပါမယ်အဲ့တော့ပထမအဆုံးကျွန်တော် first app input အခုကျွန်တော်ဖိလိုက်ပါတော့။ Okay เนาะဒါလေးထည့်မယ်။ နောက်ပြီးတော့ကျွန်တော်တို့ကနော်ဒီမှာဟုတ်တယ်လေကျွန်တော်ဒီမှာ lash ပြေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ထဲမှာကနောက်ကျွန်တော်ဒီမှာဒါလေးဆက်ထည့်သွားမယ် ေးเนาะဒါလေးကျွန်တော်ထည့်သွားမယ်အဲ့တော့သူတို့ရဲ့ဒီ output ကိုကြတော့ကျွန်တော်ကမထုတ်လဲဆိုလို့ရှိရင်เนาะသူတို့ရဲ့ဒီ output ကိုကျွန်တော်ပါထုတ်မယ်ဆိုတော့နော်မတ်လိုလေးထုတ်သွားပါဘောပြီနော်သူတို့ရဲ့ output ပေါ့နော်โอเคပြီးသွားရင်ကျွန်တော်တို့က เนาะဒီ order ရဲ့ down condition အတွက်ကိုเนาะကျွန်တော်ပါထည့်လိုက်ပြည်ဆိုတော့ เนาะကျွန်တော်တကယ်လို့ဒီ app ခေါ်လာတဲ့အခြေမှာပေါ့เนาะဒီဒီဒီကျွန်တော်ဒီ app ရဲ့ဒီ close ကိုကျွန်တော်ဒီမှာလာထည့်ပေါ့ပြီးတော့ကျွန်တော် down ရဲ့ close ကိုကြောက်ကြဒီမှာထည့်ခဲ့တယ်အဲ့ဒီတော့ဒါအရှိတင်ကန်းစာမှာကျွန်တော်ဒါကိုပြောခဲ့တယ်ဆိုတော့ app ရဲ့ close ကိုကျွန်တော်လာထည့်မှာဒါမှလာရင်ကျွန်တော်တို့ကဒီ app နဲ့ down နှစ်ခုပေါ့နော်ကျွန်တော် interlock လုပ်လိုက်တဲ့ပုံစံမျိုးဟုတ်ပြီနော် interlock လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်ပါလေ okay ဟုတ်ပြီနော် ဒါလေးတစ်ချက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ elevator app နဲ့ down ကိုကျွန်တော်ရေးပြလို့ပြပါပြီဒါဆိုရင်ကျွန်တော် d range မှာเนาะကျွန်တော်တစ် range တစ်ခုကျွန်တော်တက်ခေါ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပါရေးမလဲဆိုတော့ဒီ motor ရဲ့ဒီ run နဲ့အချိန်ပေါ့နော် motor ဘယ်လောက်ကြကြ run မလဲဆိုတာလေးပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ကျွန်တော်ဒီလိုလေးထည့်လိုက်โอเค ဟုတ်ပြီနော်ဆိုတော့ဒီမှာကျွန်တော်မထည့်မလဲဆိုတော့နော်ဒီ motor ရဲ့ run time ပေါ့နော် motor ရဲ့ run time ကကျွန်တော်တို့ကနော်ဒီ app run တဲ့အချိန်ရဲ့နော်ကျွန်တော်တို့ down run တဲ့အချိန်ဟုတ်ပြီနော်ဒီအချိန်တစ်ခုလုံးကိုနော်ကျွန်တော်တို့က timer တစ်ခု you know, on the late I want today. चलो लो तो काम अभी ना ऑन द लेट आई वांट टू टॉक में ओके ना तासो ये चलो सेकंड ऑप्शन से ब्लॉक बी प्लस ब्लॉक चलो का दीवा 1.5 सेकंड ना चलो डलाओ पे लाइन अभी ना ओके okay. No? ဒါဆိုရင်ကျွန်တော်တို့ဒီ motor run output ပေါ့နော် motor run output တွေကိုကျွန်တော်ထည့်ပါမယ်အဲ့တော့နော်အဲ့တော့ motor run ကကျွန်တော်တို့ကဒီ output လေးပေါ့နော် app နဲ့ down ဆိုပြီးတော့ကျွန်တော်ဒီမှာဒီ output လေးပေါ့နော်ကျွန်တော်ဒီမှာဒါလေးထည့်မယ်နော်ဒါဆိုရင် app ဒါဆိုရင် down ပေါ့နော်အဲ့တော့သူတို့ကိုကျွန်တော်တို့ကဒီမှာအချိန်နဲ့ ဖတ်မှတ်ပေးလာတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီမှာအချိန်တစ်ခုနဲ့အဲတတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်အေးအဲ့တော့ဟုတ်ပြီကျွန်တော်ကနော်ဒီ time နဲ့လေကျွန်တော်တို့ဒီ motor mount တဲ့အချိန်မှာနော်ဒီ time ရဲ့နော်ဒီ on delay ရဲ့ time ရဲ့ time ကိုလည်းကျွန်တော်တို့က lash ပြန်ပြီးတော့လုပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါကျွန်တော်မှာထည့်ပြီးလဲဆိုတော့ okay नौ जोड़ी माँ डाली पचठे बा में अरो जोड़ी माँ टी टाइम बनो के डाली टी चट्ठे ले ना တောင်းတမော်တာရဲ့ဒီမောင်းတဲ့အချိန်ပေါ့နော်မော်တာမောင်းတဲ့အချိန်ကိုကျွန်တော်ကတာဝန်သတ်မှတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော် Okay ကဲအဲ့တော့ကျွန်တော်မာဆက်ထည့်ဦးလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့နော်ကျွန်တော်ဒီမှာဒီ limit switch တွေပေါ့နော်ကျွန်တော်ဒီမှာကနော် ဒီ limit switch တွေဟုတ်ပြီနော်အဲကြောင့်ဒီလို limit switch တွေကျွန်တော်ထည့်ဖို့လုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာသွားပါ limit switch တွေလဲဆိုလို့ရှိရင်ဟော1/1ဟုတ်ပြီနော်အဲ့တော့1/1 limit switch တွေကိုကျွန်တော်ကဒီမှာထည့်မယ်ဟုတ်ပြီနော်ဆိုတော့ဒါကကျွန်တော်ဒီမှာနော်ဒီ input ဟုတ်ပြီနော်ပြောမယ်ဆိုကျွန်တော်ဒီမှာ input ပေါ့နော် အကြောင်းခလုတ်နှိပ်လိုက်တဲ့အချိန်ပေါ့နော်ခလုတ်နှိပ်တဲ့အချိန်မှာဆိုတော့ကျွန်တော်ကနော်ခလုတ်နှိပ်တဲ့အချိန်ဆိုတော့ကျွန်တော်တို့ကဒီမှာနော်ဒီဟာလေးတွေကိုကျွန်တော် close အနေနဲ့ထည့်ပါဟုတ်ပြီနော်ဟုတ်ပြီနော်အဲကျွန်တော်တို့ကဒီ ပေါ့နော်ဓာတ်ရီထပ်ပြီးတော့ကျွန်တော်ဒီမှာထည့်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာ34ပေါ့နော်โอเคအဲ့တော့ဓာတ်လေးကျွန်တော်ဆက်ပြီးတော့ပြောသွားမယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးတစ်ချက်ထည့်ပါပေါ့နော်ဟုတ်ပြီနော်ဒါဒါလေးတစ်ချက်ထည့်ပါမယ် ော်နော်ဒီမှာဒီသူ့ရဲ့ data ပေါ့နော်အဲ့ဒါလေးကျွန်တော်ထည့်ပါဘောပြီးတော့ input word ပေါ့နော် input word ရဲ့ data လေးထည့်မယ်ဆိုတော့ကျွန်တော်ထည့်ပါမယ်နော်โอเคဒါလေးတဲ့ကျွန်တော်ကဘာလို့သွားမလဲဆိုလို့ရှိရင်เนาะကျွန်တော် OT input တွေ ဟုတ်ပြီနော်အဲ့ဒီ input တွေကကျွန်တော် motor လည်းနေတဲ့အချိန်မှာဒီ input တွေသွားနှိပ်ခွေမရှိဘူးနော်အဲ့တော့ကျွန်တော်တို့က interlock ပုံစံမျိုးအနေနဲ့ပေါ့နော်ကျွန်တော်ဒါလေးတွေဆက်ပြီးတော့ကျွန်တော်ထည့်သွားပို့ပြီနော်အဲ့တော့ဗာလေးလေးဆိုတော့ဒါလေးတွေနော်โอเค ော်ဒါဒီဒီကလောက်ကလေးတွေပေါ့နော်ကျွန်တော်ဒါလေးတွေကျွန်တော်ထည့်သွားပါမယ်ဟုတ်ပြီနော်ဆိုတော့ဒါကအရေးကြီးတယ်ဟုတ်ပြီနော်ဒီချက်ကကျွန်တော်တို့ဒီ motor run တဲ့အချိန်မှာเนาะကျွန်တော်တို့ဒီချက်ကအရေးကြီးပါတယ်အဲ့အတွက်ကျွန်တော်ဒီအခုဆက်ပြီးတော့ရေးပြသွားတယ် เนาะဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ကเนาะဒီအချက်ကိုကျွန်တော်ရေးပြခဲ့တာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီကျွန်တော်တို့ပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်ကဒီအချိန်ညောက်သွားပြီလို့ဆိုရင် မော်တာကိုထောင်းလုပ်မယ်เนาะနောက်တစ်ခါကျွန်တော်တို့ဒီထောင်းလုပ်တဲ့ app လုပ်တဲ့ download တဲ့အချိန်ကိုကျွန်တော်ကတတ်မှတ်ပေးလိုက်ပါဟုတ်ပြီเนาะโอเคပါဒါဆိုရင်အဲဒီနေ့အသင်ခန်းစာကတော့ ဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာမှာကျွန်တော်ဆက်ပြီးတော့ဒီ program ကိုဆက်ပြီးတော့ကျွန်တော်ထပ်ရေးပြပေးသွားအောင်ပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ